နဲ့ရောင်လမ်းမထက်ကကျွန်တော်တို့ကွန်ကားသမားဘဝကိုကျင်တိုင်းကိုကောက်ပြီးမတ်ချင်တိုင်းမတ်တဲ့အတက်အဆင်းတွေနဲ့ဘဲကြည့်တော့ကြောက်ညာကြည့်တော့ကံပါငုံကြည့်လိုက်ရင်မှုံဝါဝါနှွေမာဆိုစိတ်နူးလို့မိုးအခါဖွက်လူဆောင်းတော့မှနှင်းရွှဲပြီးဘဲတင်းရင်ညာရင်ညာရင်ရင်ဘဲစီနွဲ့အကျင့်အကျက်မှာအတင်းကက်ရှောင်ရမှာဆိုလို့ကားချင်းမဆုံရအောင်ဆူတောင်းရင်းနဲ့ချယ်ရီပန်းပင်လေးဝင်းရံခါ အလွန်လှပတဲ့လမ်းမကြီးပေါ်မှာတတ်မှတ်ခြင်းကလို့တတ်မှတ်ထားတဲ့လမ်းကြီးနဲ့တောင်းကျင်တလို့တောင်းစာကုန်ရထားတဲ့လူတချို့ကိုစစ်ခြင်းတလို့စစ်ပြီးမျက်နှာချူတွေးရင်းရတင်တလို့မရတဲ့တန်စာကကြောင်ကြံတင်တလို့မကြံတဲ့ငွေကြီးနဲ့ပြင်းတင်တလို့မပြုတ်ပြင်းနိုင်တဲ့ကျွန်တော်ရဲ့ကားအိုလေးကိုကျွန်တော်မောင်းရင်းမပြတ်ချင်းပဲပြတ်သွားလို့မကြီးရွယ်ပဲကို့ကြောင်လမ်းပိတ်သွားတဲ့အခိုက်အတန့်မှာပွားစီပွားစီလာလောက်ကြတဲ့ခရီးတွေတွေနဲ့ ဝေဖန်ရေးကောင်းတဲ့ဘဝတူတချို့ကိုတီးခံရင်းကိုကြီးပြရသည်ဆိုတဲ့ယူနီဖောင်းဝတ်လို့လိုင်းရင်သိမ့်အမှုဖုန်ဖို့ဆိုပြီးအလုပ်တွေတအားရှုပ်နေကြတဲ့ဝန်နန်းတစ်ဖက်ရင်းလက်နက်ကမ်းပြီးစစ်ယူနီဖောင်းလို့လိုတလောက်တောင်းနေတဲ့ဝန်နန်းတချို့ရင်းပြောတော့ပြည်သူကာကွယ်ရေးဆိုပြီးအထက်ဖော်ပြပါအာနာရှင်ပမာလက်တလုံးကြားလုံနေကြတဲ့တချို့သော လက်နက်ကင်အဖွဲအစည်းတွေနဲ့ကျွန်တော်တို့ကုံကားသမားဘဝတွေဟာ အစိုးရနှစ်ဖက်ကြားမှာကျွန်တော်တို့ကာသမားတွေဟာကျွဲနှကောင်ခတ်တဲ့ပွဲမှာမြေသာပင်အလားဖြစ်နေပါပြီ။ဒါကြောင့်အပူပင်တပွဲတစ်ပိုက်နဲ့ညူဆိုင်နေတဲ့တောင်နှမ်းကြီးတွေကိုငေးကြည့်ရင်ကျွန်တော်တို့တွေဟာကုံကားကြီးမောင်းနေရတဲ့ရင်မောင်းတိုင်းခမည်းတော်တွေခံစားဘူးတယ်မဟုတ်လားခံစားဘူးတယ်မဟုတ်လား ဘဝတူကဆရာများဘေးရန်ကင်းကြပါစေပြန်လည်မျှဝေပေးခြင်းဖြစ်ပါလေ။